မကွေးတိုင်းကံကောမြို့နယ်ကြောမြို့ကတိုက်ပွဲတွေနဲ့စောစုရဲ့ဖမ်းဆီးမှုတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့ရေရှည်စစ်ဆောင်200ကျော်စာဝင်းနေရခက်ခဲနေရလို့စစ်ဆောင်ပြည်သူတွေကအမှတ်ပြကိုပြောပါရတယ်။အဲ့ဒီစစ်ဆောင်တွေဟာစောစုရဲ့အမှတ်23ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပစ14အနီးကကျေးရွာတရွာကနေထိုင်ကြသူတွေဖြစ်ပြီးတော့စောစုစစ်ကြောင်းတွေကြောင့်2022ခုနှစ်အစောပိုင်းကတည်းကတောတောင်တွေထဲမှာထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။အဲ့ဒီလိုထွက်ပြေးတိမ်းရှောင်နေရကနေ စစ်ကြောင်းရံကင်းလို့တဲ့သခိုင်းနိုင်ပလဲမြို့နယ်ကိုရောက်ရှိလာပြီးနောက်စောင်းဝင်နေခက်ခဲတာတွေကြုံတွေ့နေရတာလို့ဆိုပါတယ်ကျွန်တော်တို့လေးနှစ်ထဲကိုရောက်ပါပြီပြည်တော်လမ်းရေးဆက်လုပ်ခန်းတာကျွန်တော်တို့မိသားစုထွက်ခဲ့ရပါတယ်ကျွန်တော်တို့ကမကူတန်းကန်ကောမြို့နယ်ကျောမြို့ရှူပင်းရက်ွက်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဒီဒီအားကြတော့ပလဲနယ်ခေါ်မှာအဲ့ဒီဒီလာပြီးဆီဆောင်နေရပါတယ်စီနတ်ဆန်တော့တော်ဝင်ငယ်အပြည့်လို့ရပါတယ်ဒါပေမဲ့ ဇနဆားတို့မပြီးတော့ဇနဆက်ပြားအစလိုအပ်ထားလေးတွေလည်းရှိပါတယ်။အိမ်အောင်စု50ခန့်လူဦးရေ200ကျော်ရှိတဲ့အဲ့ဒီစစ်ရှောင်တွေထဲမှာကလေးငယ်20ကျော်ခန့်လဲပညာရေးခက်ခဲနေတယ်လို့ဆိုပါတယ်။စစ်ရှောင်အများစုဟာတောင်ယာလုပ်ငန်းတွေမှာနေစားလောက်ကင်နေကြပြီးပုံမှန်ဝင်ငွေမရှိဘဲရပ်တည်နေရတာကြောင့်စားဝတ်နေရေးပိုခက်ခဲနေတာဖြစ်ပါတယ်။ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယူ UNOCHA ရဲ့ ဇွန်လ26ရက်နေ့ထုတ်ပြန်ချက်အရမြန်မာနိုင်ငံမှာလက်နက်ကင်ပဏိပခတွေကြောင့်ပြည်တွင်းနေရဲစွန့်ခွာထွက်ပြေးနေရတဲ့စစ်ဘေးဒုက္ခသည်3.5တန်းရှိနေပါတယ်။ဟောင်ဝင်ဇာလက်နက်ကြီးဆိုတာက120မမအမြောက်ကြီးတွေကိုပစ်ခတ်နိုင်တဲ့ဖြတ်အားပြင်းလက်နက်အမျိုးအစားဖြစ်ပါတယ်။ဟောင်ဝင်ဇာလက်နက်ကြီးဟာအကွာအဝေး16မိုင်အထိပစ်ခတ်နိုင်ပြီးကြောက်ရပေါက်ကွဲချိန်ပေတထောင်ခန့်အတွင်ရှိနေပါကအသက်သေဆုံးနိုင်ပါတယ်။လက်နက်ကြီးကြောက်ပေါက်ကွဲချိန်နားစီနဲ့နှလုံးထိခိုက်မှုရွံ့နေစေဖို့ဥကောင်းကိုလက်နက်ဖက်နှုတ် တရောင်းနဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါ